မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဗ္ဗတေကနံပါတ်138ဝတ္တကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့တော်မီလောင်၍မိဖများပြေးသွားသည့်ဖြစ်တိုက်တွင်းမှာတိစ္ဆာပြုသောငုံငယ်အကြောင်းကို အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် ဝရကဇတ်နဲ့ပြစ္ဆုတ်ပံဝတ္ထုအသေးဝတ္ထုပုံစံတူတဲ့ဇတ်တွေအများကြီးရှိပါတယ်ရှင်။ရှေ့မှာဖော်ပြပေးတာလည်းရှိပါတယ်။အခုဇတ်ကလည်းဒီဇတ်ကိုပဲပြန်လဲဖော်ပြပေးရမှာပဲဖြစ်ပါတယ်ရှင်။ နလူတို့ဤစရာပြတ်တော်မူသော မြတ်စွာဘုရားသည်မာဂရတိုင်း၌ဒေတာစာရီခရီးကြွချီတော်မူစဉ်ရွာငယ်တစ်ခုတွင်ဆုံးခံ၍စံဖုံးပေးပြီးလင်ရံအပေါင်းချံရံကတော်လင်းခရီးဖြင့်ကြွတော်မူ၏။တဝကကြီးစွာသောတော်မီသည်အခိုးလျင်နေတကွာအထလက်၍လွှမ်းမိုးကလောင်လျက်အလားလီ၏။တချို့ဘုဒ္ဓရှင်ယဟန်တို့သည်ကြောက်ကြသဖြင့်မိချိုကိုပြေးကြကုန်၏။တချို့ယဟန်တို့သည် လောကသုံးပါးဝယ်နေလအတွင်ထင်ရှား၍ ိုးတော်ကြီးမားလာတော်မြတ်စွာဘုရားထင်ရှားရှိပါလျက်မိကျူပြည့်ရမည်လောဟုအပြည့်တင်ကြကုန်၏ထို့နောက်ရှင်းနောက်ချိန်ရန်လျက်နေတော်ရဟန်းတို့သည်တစုတည်ုံနှင့်ဖြစ်ကမြတ်စွာဘုရားထံသို့လာကြကုန်၏မြတ်စွာဘုရားလည်းရဟန်းအပေါင်းချိန်ရန်ကအထင်ရှားသောနေရာတစ်ခုသို့ရောက်လျင်ရက်တော်မူ၏တောမီလည်းမြတ်စွာဘုရားရက်တော်မူရာအရက်ထက်ဝန်းကျင်32ပေကျဲဝန်းသောနေရာသို့ရောက်လျင် မြတ်မီရှူးကိုရေတွင်ချတဲ့လားငင်းအေး၍တွားလေ32ပဲအတွင်းသို့ဝင်ချင်းကမတက်နိုင်ပေရန်တို့သည်မြတ်စွာဘုရားကိုကျေးဇူးတော်သည်အံ့ဖွယ်ရှိပေစွာတကူအာနုဘောကြီးပေစွာအစိတ်မရှိသောအသက်ဝိညာဉ်မရှိသောတောမင်းဉဏ်လည်းမြတ်စွာဘုရားတရားရဲ့ထောက်ဝန်းကျင်တို့မလာနိုင်ဟုအံ့ဩချီးမွမ်းကြကုန်၏သူစကားကိုမြတ်စွာဘုရားကြားတော်မူရင်ရဟန်းတို့ဤရက်ကိုတောမင်းမလောင်နိုင်ခြင်းကား ယခုအခါငါဖျား၏အစွမ်းတော်မဟုတ်ရှင်နုစဉ်အခါပြုလုပ်ခဲ့မှုသောတစ္ဆာတော်၏အစွမ်းဖြစ်သည်ဤနေရာ၌မင်းမလောင်နိုင်ခြင်းကဤဗဒကဘာကုံဆုံးသည့်တိုင်အောင်တည်ရစ်တော်တကောအစွမ်းဖြစ်သည်ဟုမိတော်မူကအောက်ပါအသေးစက်ကိုဆောင်းတော်မူသည်လွန်လီပြီးသောအခါမဂရက်တိုင်းဝယ်ဖျားလောင်းသည့်ငုံမျိုး၌ဖြစ်၏ဥက္ကမပေါက်ကစားသည်ပင်အိမ်ချင်းဤပမာဏရှိ၏ အမေအဖတို့သည် အမွေရတောင်မဆုံးသေးသဖြင့်အတိုင်းနိုင်တာကအစာကိုရှာဖွေ၍ကျွေးမွေးကြကုန်၏။ကောင်းငင်၌လည်းမပြန်နိုင်၊မြေ၌လည်းမသွားနိုင်သည်။ထိုအရ၌နှိစဉ်တော်မီလောင်လေးရှိ၏။ထိုအခါအကိုလျင်နေတကွာအကြီးစွာသောတော်မီသည် လေဟုန်ဖြင့်မြေဟီးကလောင်ကျွမ်းလျက်လာလေ၏။ငါပေါင်းတို့သည်တေဘေးမှကြောက်သည်ဖြင့်အော်မြေကပြေးကြကုန်၏။ငုံငယ်သည်တိုက်အတွင်းတွင်ဝလျက်တော်မီလောင်သည်ကိုမြင်၍ ငါမှာအတောင်ဖြစ်လဲကောင်းငင်တို့မပြန်နိုင်ခြေဖြစ်လဲမြင်းနိုင်မသွားနိုင်ငါမိဘတို့ဒီလဲတီးပေးမကြောက်တဖြစ်ငါကိုစွန့်ထား၍ပြေးကြကုန်ပြီယခုငါမှာတပါတော့ကိုယ်ွယ်အားထားရမရှိပြီလောက၌ တီလာဂုံကျေးစုတစ္ဆာယေဂုံကျေးစုမေတ္တာကရုဏာနှင့်ပြည့်စုံသောရှိရှိသောဖျားတို့၏ဖျားရှင်တို့၏ဂုံကျေးစုတရားတော်၏ဂုံကျေးစုမည်သည့်ဧကံအမှန်ရှိ၏ဤဆိုအပ်ပြီးသောဂုံတော်ကျေးဇူးတော်တို့ကိုစင်ကြင်အောင်မိကတစ္ဆာပြုခြင်းတည်တာငါ၏ကိုယ်ွယ်ရာအလုံးစုံသောတရဝါတို့၏ကိုယ်ွယ်ရာဖြစ်လိမ့်မည်ဟုကြံစီနှလုံးတွင်လျက်အိုတော်မီငါမှာအတောင်ရှိတော်လဲမပြန်နိုင်သည် ခြေရှိတော်လည်းမတော်နိုင်သေး။ငါ၏မိဘတို့လည်းငါ့ကိုဆွတ်ပြစ်ကထွက်ပြေးကုန်ပြီ။အိုတော်မီဤရက်မှာအဖဲခြင်းပါလုံးကိုတစ္ဆာပြုလေ။ဤတို့ငုံငယ်တစ္ဆာပြုတည်နေတဲ့ပြိုင်နဲ့တစ္ဆာဤတကူအာနုဘော်တော်ကြောင့်ငုံနေရာ36ပဲပတ်လည်အတွင်တို့တော်မီသည်မဝင်နိုင်ပဲမျက်မိရှုကိုရေနှစ်တက်သည့်ဖြင့်ငြင်းအေးသည့်အလားတခါတည်းငြင်းအေး၍တွားလေ၏ ဤရက်သည်ဗဒကဘာကုံစိုးနေတိုင်အောင် မီးမလောင်ပဲတည်လေ၏တို့တို့မီးကွင်း၍တကဘာလုံးတည်ခြင်းမှလည်းအလောင်းတော်ငုံငယ်၏တစ္ဆာတကူကြောင့်ဖြစ်သည်တို့မီးကွင်းတော်အရက်သည်ကပတိတိလေးမျိုးတွင်တမျိုးအပါဝင် ဖြစ်သည်ဤဒေသနာတော်၏အစုံ၌တချို့ယဟန်တို့သည် တောတာပံတချို့တရာကံတချို့အနာကံတချို့ယန္တာအဖြစ်သူယောက်ျားကုန်၏ဤတို့လျင်မြတ်စွာဘုရားသည်တေပိစောဗန္ဒန်သောဝထုတို့ကိုအနုတန်နေဆက်ဆက်တော်မူလျက်ယန်းတို့အမိအဖငုံတို့သည်ယခုအခါအမိအဖငုံငယ်သည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပောင်းတော်မူသည်ဝတ္တကဇက်တော်ဤတွင်ပြီအခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ